မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဧပြီလ10ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့နိုင်ငံတကာပါလီမန်များနီလာခံမှာငလျင်ဘေးသင့်ပြည်သူများအတွက်ထိတိယောက်ယောက်ကူညီနိုင်ရေးအရေးကြီးအဆိုဆွေးနွေးရေးမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကြိုးပမ်းနေတဲ့သတင်း။ အကြံဖတ်စစ်တပ်ကျူးလွန်တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့ငလျင်တန်တဲ့အခြေအနေတွေကိုလူ့ခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကကိုရီးယားလွှတ်တော်မှာတင်ပြဆွေးနွေးမဲ့တဲ့အဓမ္မစစ်မှုရန်တပ်သား၂ဦးလက်နက်ခဲယမ်းတွေယူလာက CDF ဟာခါထံဗတ်ပြောင်းခိုလုံတဲ့တဲ့ပြည်သူတွေဘေးရန်အပေါင်းကအမြန်ကင်းဝေးစေဖို့အကြံဖတ်စစ်အုပ်စုမြ мян အဆုံးသက်ရေးမှတပါအခြားမရှိဘူးလို့အညာမြေအင်အားစုတပ်ဖွဲ့ကပြောကြားလိုက်တဲ့တဲ့အမေရိကန်ဒေါ်လာ136တန်းကျော်အကူအညီတွေကို ငလင်းတန်းတင့်ပြည်သူတွေအတွက်အကျန်းဖတ်စက်ကောင်စီ၃မတုံးတတိကြီးစွာစောင့်ကြည့်ဖို့ BNI တတိပေးတဲ့တင်မင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကျန်းဖတ်စက်ကောင်စီရဲ့တပ်နယ်မှုရုံးကိုအဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့တင်မတ်လစတုဒ္ဓအပတ်တွင်တော်လန်ยีတပ်တွေစီအကျန်းဖတ်စက်ကောင်စီဘက်ကတပ်သား၁၄ဦးအလင်းဝင်ရောက်တဲ့တင်အဆရှိတဲ့နိုင်ငံတော်ဝန်မှဖြစ်ခဲ့တဲ့တင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာပါလီမန်များနီလာခံမှာ ငလျင်ဘေးသင့်ပြည်သူများအတွက်ထိထိရောက်ရောက်ကူညီနိုင်ရေးအရေးကြီးအဆိုဆွေးနွေးရေးမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကြိုးပမ်းနေတဲ့တဲ့တင်ပါဥစ်ဘက်ကစ္စတန်နိုင်ငံတတ်ရှ်ကင်းမြို့မှာပြုလုပ်နေတဲ့150ကျင်းမြောင်းနိုင်ငံတကာပါလီမန်များနီလာခံမှာငလျင်ဘေးသင့်ပြည်သူများအတွက်ထိထိရောက်ရောက်ကူညီနိုင်ရေးအရေးကြီးအဆိုဆွေးနွေးနိုင်ရေးအတွက်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကကြိုးပမ်းနေပါတယ်မကြသေးမီကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ထိကြိုက်ခဲ့ရတဲ့ပြည်သူများအတွက်ထိရောက်တဲ့နိုင်ငံတကာပံ့ပိုးကူညီမှုများရရှိစေရေးအတွက်အရေးကြီးအဆိုတရ Emergency Item ကိုအင်းနီချင်းထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကတင်သွင်းထားပြီးနီလာကန်ရဲ့အမှုဆောင်ကောင်စီအစည်းအဝေးမှာဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ယင်းအရေးကြီးအဆိုအားယခုနီလာကန်မှာဆွေးနွေးအတည်ပြုနိုင်ရေးအတွက်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကနိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနဲ့ဆွေးနွေးကကြိုးပမ်းလျက်ရှိပါတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နီလာကန်ဒုတိယနေ့နဲ့တတိယနေ့မှာအမှုဆောင်ကောင်စီအစည်းအဝေးများနီလာကန်ရဲ့ General Debate အစီအစဉ်အမြဲတမ်းကော်မတီအစည်းအဝေးများနဲ့ဆက်ဆက်ဆွေးနွေးပွဲများကိုတက်ရောက်နေတာပါ။ဒါအပြင်ဘယ်ဂျီယံနိုင်ငံဂျပန်နိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဥရောပပါလီမန်ဒုတိယဥက္ကဋ္ဌတို့နဲ့လည်းတီးခြားစီတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ အကြံဖတ်စစ်တပ်ကျူးလွန်တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့ငလျင်တန်တဲ့အခြေအနေတွေကိုလူ့ခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကကိုရီးယားလွှတ်တော်မှာတင်ပြဆွေးနွေးမဲ့သတင်းပါအကြံဖတ်စစ်တပ်ကျူးလွန်တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့ငလျင်တန်တဲ့အခြေအနေတွေကိုအမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကကိုရီးယားလွှတ်တော်မှာတင်ပြဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါဗျာ ကိုရီးယားနိုင်ငံအမျိုးသားလွှတ်တော်မှမြမအရေးကြားနာဆွေးနွေးပွဲကိုဧပြီလ10ရက်နေ့ဒေသစံတော်ချိန်ညနေ3နာရီအချိန်မှာကိုရီးယားလွှတ်တော်အစည်းအဝေးခမ်းမသုံးမှာပြုလုပ်သွားမှာဖြစ်ပြီးတော့အကြံဖတ်စစ်တပ်ကျူးလွန်တဲ့လူ့ကွန်ရေးချိုးဖောက်မှုတွေနဲ့တဘာဝမြေငလျင်ကြားကမြန်မာနိုင်ငံခေါင်းစဉ်နဲ့ပြည်တော်စုဝင်ကြီးကတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဆိုပါမြန်မာရေးချာနာဆွေးနွေးပွဲကိုကိုရီးယားလွှတ်တော်အမတ်များတက်ရောက်မှာဖြစ်ပြီးမြန်မာပြည်ဒီမိုကရေစီပြန်လည်ထူထောင်နိုင်ရေးနဲ့တဘာဝဘေးအန္တရာယ်ကနေပြန်လည်ရှင်သန်နိုင်ရေးအကူအညီပေးနိုင်မဲ့နည်းလမ်းများကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ချာနာဆွေးနွေးပွဲကိုကိုရီးယားလွှတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌအီယုံဆွန်ကဦးဆောင်ပြီးအီဂျဲဂျောင်စောယောင်စော့ဘတ်ဟုံးဘဲအီဂန်ဤအမတ်များကအတူပါဝင်ကြမှာဖြစ်ပါတယ်။လူခွေရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့တဘာဝငလျင်ဘေးဒဏ်သင့်မြန်မာနိုင်ငံရဲ့ မကြုံစဘူးကြေကွဲเสียအဖြစ်ဆိုးမှပြန်လည်노ထရှင်တန်ရေးအတွက်ကိုရီးယားလွှတ်တော်ရဲ့ကြိုးပမ်းမှုတစ်ရက်ဖြစ်တဲ့ယခုဆွေးနွေးပွဲကိုကိုရီးယား NUG ကိုယ်စားလှယ်ရုံးကလွှတ်တော်အမတ်များနဲ့အတူပူးတွဲဆောင်ရွက်နေတယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့အဒမစစ်မှုထမ်းတပ်သားနှစ်ဦးလက်နက်ခဲယမ်းတွေ ယူလာက CDF ဟာခါထံဗတ်ပြောင်းခုလုံတဲ့သတင်းပါ။ချင်းပြည်နယ်ဟာခါမြို့နယ်ကိုအဒမစစ်မှုထမ်းတပ်သားအဖြစ်ပို့ဆောင်ခံလိုက်ရတဲ့ ပြည်သူစစ်နှစ်ဦးလက်နက်ခဲယမ်းတွေအပါယူလာကချင်းလန်းဒက်ဖန့်ဖို့စ်ဟာကာတန်ဗတ်ပြောင်းခိုလုံလာတယ်လို့သိရပါဗျ။ဟာကာအခြေစိုက်အကြမ်းဖက်စစ်တပ်ကလက်နက်ခဲယမ်းတွေယူပြီးထွက်ပြေးကမတ်လ25ရက်နေ့က CDF ဟာကာတန်မှာအလင်းဝင်ခဲ့တာပါ။အဲ့ဒီလိုလက်နက်ခဲယမ်းယူလာကအလင်းဝင်လာတဲ့ပြည်သူစစ်နှစ်ဦးကိုထိုက်တန်တဲ့ငွေသားစုကြီးများချီးမြှင့်ပေးခဲ့ပြီးလွတ်မြောက်နေမြေကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါရယ်။ အကြံဖတ်စစ်ကောင်စီလက်အောက်ခံစစ်သားရဲဖြစ်စေအာဓမစစ်မှုထမ်းဥပဒေကြောင့်စစ်မှုထမ်းနေရသူဖြစ်စေလက်နက်ခဲယမ်းတွေယူဆောင်လာပါကငွေသားစုချင်းမြင့်ပေးမဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ပြည်သူတွေဘေးရန်အပေါင်းကအမြန်ကင်းဝေးစေဖို့အကြံဖတ်စစ်အုပ်စုမြ мян အဆုံးသက်ရေးမှတပါအခြားမရှိဘူးလို့အညာမြေအင်အားစုတပ်ဖွဲ့ကပြောကြားလိုက်တဲ့တဲ့ရင်ပါ ပြည်သူတွေလက်ရှိခံစားနေရတဲ့ဘေးရန်အပေါင်းကအမြန်ကင်းဝေးဖို့ဆိုရင် လက်ရှိဘေးရန်အပေါင်းရဲ့အဓိကတရားခံအကြံဖတ်စစ်အုပ်စုကိုမြ мян အဆုံးသက်ရေးမှတပါအခြားမရှိဘူးလို့ A+ အညာမြေအင်အားစုတပ်ဖွဲ့က PVTV ကိုပြောပါရယ်လက်ရှိငလျင်ကြောင့်ပြည်သူတွေဘေးဒုက္ခခံစားနေရတဲ့အချိန်မှုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ A+ အညာမြေအင်အားစုတပ်ဖွဲ့မှရဲဘော်တွေကိုမုံမှန်တင်နန်းများပို့ချပေးနေတယ်လို့ A+ အညာမြေအင်အားစု NVV Revolution Force ပြောခွင့်ရရဲဘော်ဆိုင်ကပြောပါရယ် လက်ရှိပြည်သူတွေနာကျင်ခံစားနေရတာတွေအတွက်ထပ်တူခံစားရပြီးဖြည့်သိမ့်စရာစကလုံးတော်မရှိပါဘူးဒါတွေရဲ့အဓိကတည်ရခံကဆေးရနာရှင်ပဲဒါကြောင့်အကြံဖတ်ဆေးအုပ်စုကိုမြ мян အဆုံးသက်ရေးမှတပါအခြားမရှိဘူးလို့ပဲပြောကျင်ပါတယ်လို့ A+ အညာမြင့်အင်အားစုတပ်ဖွဲ့ကရဲဘော်ဆိုင်ကပြောပါတယ်အကြံဖတ်စစ်ကောင်စီကငလျင်ကြောင်ဧပြီလ2ရက်နေ့မှ22ရက်နေ့အထိရက်20ကာလကိုယာယီအပြစ်ရက်ကာလဖြစ်သတ်မှတ်ကြောင်းကြေညာထားတော်လဲနေရှိသရွေ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့နေမြေခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ် မတ်လ28ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်ကယ်ဆယ်ရေးလုပ်ငန်းတွေဦးစားပေးဆောင်ရွက်နိုင်ဖို့အတွက်ဒေါ်လန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကဧပြီလ13ရက်နေ့အထိယာယီအပြည့်ရက်မှာဖြစ်ပြီးညီနောင်မဟာမိတ်များဖြစ်ကြတဲ့အာရခတပ်တော် AA ကိုကန့်တပ် MNDA နဲ့တန်းတပ် TNL တို့ကတော့ဧပြီလတလတာတစ်ဖက်သက်ပြည့်ရက်ကြောင်းအသီးသီးကြေညာထားကြပါတယ်။ဒါအပြင်ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဘက်ကလည်းဧပြီလ2ရက်နေ့မှ22ရက်နေ့အထိ ခုခံကာကွယ်ခြင်းမှအပထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကိုရပ်ဆိုင်းထားမှာဖြစ်တယ်လို့တံပြန်ထုတ်ပြန်ထားပါဗျ။ထမံတင်ဆက်ပေးမဲ့သတင်းကတော့အမေရိကန်ဒေါ်လာ136တန်းကျော်အကူအညီတွေကိုငလျင်တဲ့ပြည်သူတွေအတွက်အကြမ်းဖက်စစ်ကောင်စီတုံမတုံတတိကြီးစွာစောင့်ကြည့်ဖို့ BNI တတိပေးတဲ့သတင်းပါကုလသမဂ္ဂအပါအဝင်ကမ္ဘာနိုင်ငံအသီးသီးကငလျင်ဘေးအတွက်လှူဒန်းထားတဲ့အမေရိကန်ဒေါ်လာ136တန်းကျော်အကူအညီတွေကို ငလျင်ဘေးသင့်ပြည်သူတွေအတွက်အကြမ်းဖက်စစ်ကောင်စီသုံးမသုံးတတိကြီးစွာစောင့်ကြည့်ဖို့အတွက် BNI မြန်မာ Peace Monitor ရဲ့အပတ်စဉ်သတင်းသုံးသပ်ချက်မှာတတိပေးဖော်ပြထားပါတယ်။အဲ့ဒီအကူအညီတွေရဲ့အများစုဟာအကြမ်းဖက်စစ်အုပ်စုထံကတဆင့်စီးဆင်းကြမှာဖြစ်လို့ငလျင်တန်တဲ့ပြည်သူတွေစီအမှန်တကယ်ရောက်ရှိနိုင်ရေးအတွက်တတိကြီးစွာစောင့်ကြည့်ရလိမ့်မယ်လို့ BNI မြန်မာ Peace Monitor ကသုံးသပ်ထားပါတယ်။ ငလျင်ဘေးသင့်မြန်မာပြည်သူတွေအတွက်ဗြိတိန်နိုင်ငံကအမေရိကန်ဒေါ်လာ32.2တန်းနော်ဝေနိုင်ငံကအမေရိကန်ဒေါ်လာ17.6တန်းအမေရိကန်အိန္ဒိယဂျပန်နဲ့အော်စတြေးလျတို့ပါဝင်တဲ့ Quad Group ကအမေရိကန်ဒေါ်လာတန်း20ဥရောပသမဂ္ဂ EU မှအမေရိကန်ဒေါ်လာ6.9တန်းထောက်ပံ့ကူညီမှာဖြစ်ပါတယ်။အော်စတြေးလျနိုင်ငံကအမေရိကန်ဒေါ်လာ6တန်းအမေရိကန်နိုင်ငံကအမေရိကန်ဒေါ်လာ6တန်း အိုင်းယာလန်နိုင်ငံကအမေရိကန်ဒေါ်လာ6.5တန်၊ဂျပန်နိုင်ငံကအမေရိကန်ဒေါ်လာ6တန်၊ကုလသမဂ္ဂ UN ကအမေရိကန်ဒေါ်လာ5တန်၊အာရှဖွံ့ဖြိုးရေးပံ ADB မှအမေရိကန်ဒေါ်လာ3တန်၊မလေးရှားနိုင်ငံမှအမေရိကန်ဒေါ်လာ2.24တန်ထောက်ပံ့ကူညီမှဖြစ်ပါရယ်။ဆွစ်ဇာလန်နိုင်ငံကအမေရိကန်ဒေါ်လာ2.2တန်၊တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ2တန်၊ဒိမတ်နိုင်ငံကအမေရိကန်ဒေါ်လာ1.5တန် နယူးဇီလန်နိုင်ငံကအမေရိကန်ဒေါ်လာ1.14တန်၊တိရီလင်ကာနဲ့အင်ဒိုနီးရှားနိုင်ငံတို့မှအမေရိကန်ဒေါ်လာ1တန်းစီစတဲ့ကမ္ဘာတဝန်းနိုင်ငံတွေက အမေရိကန်ဒေါ်လာ136တန်းကျော်အထိထောက်ကူပံ့ပိုးမဲ့အကြောင်းကြေညာထားပါတယ်။အဆိုပါအမေရိကန်ဒေါ်လာ136တန်းကျော်သောငလျင်ဘေးသင့်ပြည်သူများအတွက်အကူအညီများရဲ့အများစုက အာနာသိန်းစေဥစုထံမှတဆင့်စီးဆင်းကြမှာဖြစ်တာကြောင့်ငလျင်ဒံပြည်သူများထံအမှန်တကယ်ရောက်ရှိနိုင်ရေးအတွက် တတိကြီးစွာစောင့်ကြည့်ရလိမ့်မယ်လို့ BNI မြန်မာ Peace Monitor ကသုံးသပ်ထားပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံတဝန်းမြို့နယ်ပေါင်း55မြို့နယ်အတွင်းတေဆုံးသူအရေအတွက်4316ဦးအထိရှိလာခဲ့ပြီးမန္တလေးမြို့ကတေဆုံးသူအရေအတွက်900ကျော်နဲ့တေဆုံးမှုအများဆုံးဖြစ်တယ်လို့စကိုင်းအမရပူရရမဲသိန်းပြောပွဲတဒတ်ဦးစပူသေးဒီညောင်ရွှေပြင်မနာ ကြောက်စဲမျိုးတွေမှာလည်းတည်ဆုံးသူအရေအတွက်ယာနေချီရှိပါတယ်။အဲ့ဒီအရေအတွက်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာတွေနဲ့မြေပြင်အချက်အလက်တွေကိုအခြေခံပြုစုထားပြီးဧပြီလ6ရက်ည8နာရီအချိန်အထိငလျင်တန်းကျောက်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်6588ဦးနဲ့ပျောက်ဆုံးနေသူအရေအတွက်448ဦးရှိတယ်လို့ BNI မြန်မာ Peace Monitor ကဖော်ပြထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့တပ်နယ်မှုရုံးကိုအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့သတင်းပါရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့တပ်နယ်မှုရုံးကိုဧပြီလ9ရက်နေ့ည9:30မိနစ်30အချိန်မှာအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flint OF မှထုတ်ပြန်လိုက်ပါတယ်တိုက်ခိုက်မှုအတွင်းအကျန်းဖတ်စစ်ကောင်စီဘက်မှထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်အခြေအနေတွေကိုစုံစမ်းနေပြီးတော်လန်ရေးရဲဘော်တွေဘေးကင်းရာကိုအထိကိမရှိပဲစုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ် Operation Flint OF အနေနဲ့ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်ကောင်စီကိုဆက်လက်အရှိန်မြှင့်တိုက်ခိုက်ချိန်မုံသွားမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Matchless တုတ်တာဘတ်အတွင်းတော်လှန်ရေးတပ်တွေစီအကြမ်းဖက်စစ်ကောင်စီဘက်ကတပ်သား14ဦးအလင်းဝင်ရောက်တဲ့သတင်းပါ။ပြီးခဲ့တဲ့ Matchless တုတ်တာဘတ်အတွင်းအကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံဗတ်ပြောင်းခိုလုံလာသူ14ဦးရှိတယ်လို့ပြည်သူ့ပန်းနိုင်ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြည်သူ့ပန်းနိုင်ရဲ့ပြေးဟာ project အခုတစ်ပတ်အစီအစဉ်မှာအကြမ်းဖက်စစ်တပ်ဘက်ကနေအလင်းဝင်လာတဲ့တပ်သား12ဦး၊ပြည်သူစစ်တပ်ဦးတိုက်ပွဲအတွင်ဖမ်းဆီးရမိတဲ့စစ်တုံးမှ2ဦး၊စုစုပေါင်း14ဦးရှိတယ်လို့အသိပေးပါဗျာ။အလင်းဝင်လာတဲ့တပ်သား12ဦးထဲမှာအာရမစစ်မှုထမ်းဥပဒေနဲ့ဝင်ရောက်ခဲ့ရတဲ့တပ်သား9ဦးပါဝင်တယ်လို့ဆိုပါဗျာ။ရန်သူစစ်တပ်ကဗတ်ပြောင်းခိုလုံလာတဲ့အထက်မှာ တနင်္သာရီတိုင်းကတပ်သား2ဦး၊စကိုင်းတိုင်းက5ဦးနဲ့ပြည်သူစစ်2ဦး၊ကရင်နီက4ဦးလို့ဖြစ်ပါတယ်။စကိုင်းတိုင်းတွင်ရန်သူစစ်သား2ဦးကိုစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းတိုင်းငလျင်ဘေးကြောင့်စိတ်ထိတ်ကြိုက်ဝမ်းနည်းစရာတွေများလွန်းခဲ့တဲ့အပြင်တဘာဝကပ်ဘေးနဲ့ပတ်သက်လာရင်ဘတော်မှရာဇဝင်မကောင်းခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာအခုလဲပြည်သူအသက်တွေကိုလစ်လျူရှုခဲ့တဲ့အတွက်ထတ်တိုးဆုံးရှုံးခဲ့တာလို့ဆိုပါရစေ။ ဒါကတော့ဧပြီလ10ရက်ဒီကနေ့မှာဖြစ်ခဲ့တဲ့မြန်မာနိုင်ငံတဟွန်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။